ဒီဗီဒီယိုရတော့အင်္ဂလိပ်စာအုပ်မြန်မြန်ဆန်ဆန်နဲ့အချိန်တိုအတွင်းတက်ချင်တဲ့သူတွေပဲဖြစ်ပါတယ်။အေးအေးဆေးဆေးပုံမှန်လေးလာနေတဲ့ကျွန်တော်ရဲ့ American fan တွေအတွက်တော့မဟုတ်ဘူးပေါ့နော်။အဲ့တော့ Day 1 to 30 series ကိုကျွန်တော်ကပေါ့နော်အကုန်လုံးအင်္ဂလိပ်စာအခြေခံခိုင်မာတောင်းတင်းဖို့ဆိုတော့ကျွန်တော်ကစလိုက်တဲ့အခါမှာ ီလိုလေ့လာကြရင်းနဲ့ဘောနော် positive feedback တွေအများကြီးကိုရရတဲ့အကြောင်းလည်းကျွန်တော်ကကျေးဇူးတင်ပါတယ်အားလုံးကလည်းတက်ညီလက်ညီနဲ့စူးစမ်းကြလို့လည်းကျွန်တော်တကယ်အားရှိရပါတယ်ဘောနော်ဒီကြားမှာတချို့ကကြတော့ online class တွေကိုစုံစမ်းလာကြတယ်အဲဘာကြောင့်လဲဆိုတော့တချို့ကကြတော့အရေးပေါ်များများဆက်ဆံအင်္ဂလိပ်စာကိုပြောတတ်ဖို့လိုအပ်လို့ဖြစ်တယ်ဘောအဲ့ခါကြတော့အင်္ဂလိပ်စာရဲ့ level ရဲ့ကိုင်းညီမှုတွေပေါ်မူတည်ပြီးတော့ကျွန်တော်ကတင်တဲ့ video ကိုကြတော့ကျွန်တော်တဆင့်တည်းအခြေခံတင်နေတာခါဖြစ်တော့အဲ့ဒါကိုမဆောက်နိုင်တော့ဘူးเนาะအဲ့တော့အဲ့လို online class ကိုစုံစမ်းတဲ့သူတွေအတွက် ီဗီဒီယိုလေးကဖြစ်ပါရေပေါ့နော်အဲ့ဒါပုံမှန်လေ့လာရသူတွေအတွက်ဆိုရင်တော့မဟုတ်ပါဘူးကြောက်သွားပါနောက်နေ့ပုံမှန်ပဲဆက်ပြီးတော့လေ့လာပါဟုတ်ပြီဘယ်နှက online class စုံစမ်းတဲ့လူတွေအတွက်ကျွန်တော်ကပြောချင်လဲဆိုတော့ online class ကိုတက်မယ်ဆိုလို့ရှိရင်အဲ online class ကလူတွေဒီကျွန်တော်လူသားကိုကျွန်တော်လက်မခံပါဘူးဘောနော်လူတောက်လက်မခံဆိုတာကဟိုအစင်တန်းခွဲချပြီးလက်မခံတာပြောမှာမဟုတ်ဘူးเนาะကျွန်တော်ကဒီ day 30 series ကိုလည်းဘောနော်အကုန်လုံးအတွက်အကျိုးရှိအောင်လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီ online club ဆိုလို့ရှိရင်လည်းတကယ်ကိုထိရောက်ပြီးတော့အောင်မြင်တဲ့ online class တစ်ခုပြအောင်လုပ်ချင်တာပါဒါကြောင့် online class တက်မဲ့သူတွေဒီအချက်အကြီးအခုကျွန်တော်ပြောမယ့်လိုအပ်ချက်တွေနဲ့ကန့်ညီရပါမယ်နံပါတ်1ချက်က online class တက်မဲ့သူတွေရာဆိုလို့ရှိရင် day 1 to 30 series ကိုလေ့လာထားပြီးသားဖြစ်ရပါမယ် day 1 to 30 series မှာရှိတဲ့အချက်အလက်တွေကိုဟိုမဖြေခင်မှာကျွန်တော်က test set မှာဖြစ်ပါတယ်အဲ့ဒီ test ကိုဖြေဖြေပြီးတော့60% 60%ခန့်တော့ထပ်ရမှသာတင်လို့ရမှာဖြစ်ပါတယ်ကျွန်တော်လည်းအဲ့ကြမှာသာတင်ပြီးလို့အဆင်ပြေမှာဖြစ်ပါတယ် တကယ်လို့မရခင်ဘယ်လိုလုပ်မလဲဆရာကျွန်တော်တို့ကဒေဝတုတတိဟာကိုမရဘူးဆိုဘယ်လိုလုပ်မလဲရအောင်ကျွန်တော်တင်ထားပေးတာဖြစ်တဲ့အကြောင်း1 2တတိကိုတေချာပြန်နံပြီးတော့ပိုင်းနေအောင်ကြက်ထားမယ်ဆိုရင်ရမှာပါတစ်ခေါက်နဲ့မရလို့ရှိရင်နောက်တစ်ချောနဲ့ထပ်သွဲပေါ့ဗောနော်။ဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအချိန်2လအတွင်းပေါ့ကျွန်တော် batch တစ်ခုကို2လပဲတင်မှာဖြစ်တဲ့အကြောင်း2လအတွင်းမြန်မြန်ဆန်ဆန်တွန်းတွန်းတက်တက်တင်မှာဖြစ်တဲ့အကြောင်းရှေ့မှာဒေသတီးစာဒေသတီးကိုတချို့လူတွေကြကတော့နှီးတဲ့လူတွေဆိုရင်တော့မတစ်နှစ်တစ်ခုဆိုရင်အချိန်နှီးတယ်။ဒါနဲ့ညံတဲ့သူဆိုရင်တစ်ပတ်10လောက်နဲ့ပြီးတယ်။အဲတော့အဲ့ဒါကိုအရင်ဆုံး လေ့လာပိုင်နိုင်အောင်ကြက်မှတ်လိုက်ပါဒါဆိုရင်အင်္ဂလိပ်စာအောက်သက်ကြီးသွားပါပြီအောက်သက်ကြီးသွားမှကျွန်တော်ဒီကထပ်သင်တဲ့ဟာကိုအမြန်ဆုံးမှီအောင်ဘာဖြစ်လဲဆိုရင်လိုက်နိုင်ပါမှာဟွန်းဒါကတော့နံပါတ်1လိုအပ်ချက်ဖြစ်ပါတယ်နံပါတ်2လိုအပ်ချက်ကတော့တနည်းကို vocabulary အလုံး20လောက်ကိုကြက်မှတ်နိုင်ရပါမယ်တနည်းကို meaning ကြက်မှတ်တာ အဲပေါ့သူတက်သက်ဆိုင်တဲ့ meaning တွေပေါ့နော်ဥမာအပြင်ဆိုရင် workplace ဆိုလဲ workplace နဲ့ပတ်သက်တဲ့ meaning တွေနော်ခုနကလိုဟိုပြောမယ်ဆိုရင် HMB ဆိုရင် HMB နဲ့ပတ်သက်တဲ့ meaning စားတောက်ဆိုင်ဆိုလဲစားတောက်ဆိုင်နဲ့ပတ်သက်တဲ့ meaning ဒီ meaning တွေကိုစက်မထားပဲနဲ့ကျွန်တော်ကလက်တွေ့ပေါ်မှာမလို့မှတုံးချလို့မရဘူးအဲ့တော့ meaning ကိုတနေ့အလုံး20အနည်းဆုံးစက်နိုင်ရမယ်မစက်နိုင်ဘူးဆိုလို့ရှိရင်တော့မတက်တာပဲကောင်းပါတယ်ပတ်စံလေးကုန်လို့ပါဟုတ်ပြီအဲ့ဒါပြီးတော့နောက်တတိယမြောက်လိုအပ်ချက်ပေါ့နော်တတိယမြောက်လိုအပ်ချက်ကတော့အတန်းကိုပုံမှန်တက်နိုင်ရပါမယ်ကျွန်တော်မှအချင်းစရားလေးပြထားရယ် အဲ့အချိန်ဇာလေးတွေကဒါကျွန်တော်တင်မဲ့အချိန်တွေပဲဖြစ်တယ်ပေါ့နော်အဲ့အချိန်တိုင်းပုံမှန်လေးတတ်ထိုင်ရမယ်ဟိုခဏခဏပြတ်နေလို့ရှင်ပုံမှန်တတ်နေတဲ့သူတွေအတွက်ပြတ်သွားရင်ပြင်မလဲကျွန်တော်ကတော့ဟိုတစ်ခါကျရင်သင်ခန်းစာတင်းတဲ့တည်းချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့် တရားဟသွားရင်ချိတ်ဆက်မှုတစ်ခုကိုမမြင်လိုက်တာဖြစ်နိုင်တယ်လွတ်သွားတာဖြစ်နိုင်တယ်အခု day 1ကနေတက်ဒီချိတ်ဆက်ထားတယ်လို့ပဲပေါ့နော်အဲ့လိုလွတ်သွားတာကိုကျွန်တော်ပြန်ပြောရင်ပုံမှန်တက်နေတဲ့လန်နာတွေအတွက်ကတော့မကောင်းပေါ့နော်ကျွန်တော်အားလုံးအတွက်အစီအပြောင်းလို့ခဏခဏမပြတ်စေခြင်းဘူးတကယ်လို့အခြေအကြောင်းကြောင့်ပြတ်မယ်ဆိုရင်လည်း video clip တစ်ပိုင်းကျွန်တော်ရှိပါသေးတယ်ဒါကတော့ online clip တက်မဲ့တွေအတွက်လိုအပ်ချက်ပဲဖြစ်ပါတယ် zone class ဖြစ်ပါတယ် zone meeting ကို join မှာဖြစ်ပါတယ်ပေါ့နော်အချိန်ကတော့ခုနကကျွန်တော်ပြောခဲ့ပြီးပါပြီဟုတ်ပြီတချို့ကကြတော့အဲ့အချိန်မှာအဆင်မပြေဘူးအားတဲ့အချိန်လေးပဲလေ့လာလို့ရမယ်ဆိုတဲ့လူတွေအတွက်လည်းကျွန်တော် video class ရှိပါတယ် video class ကဘယ်လိုမျိုးလဲဆိုရှင်ဒီ zone class မှာသင်ထားတဲ့ဟာကို record ယူထားပြီးတော့ video class မှာဟို Facebook private group တွေနေဒါမှမဟုတ်လည်း Telegram group မှာနေတင်ထားပေးတာဖြစ်ပြီးတော့အဲ့ group ကိုအဲ့ဒီတင်ထားတဲ့ video ကြည့်ပြီးတော့ဟိုကျွန်တော်တို့ဝင်ကိုယ်ကိုယ်တိုင်ဝင်သင်တဲ့နေရတယ်လို့မျိုးခံစားရမှာဖြစ်တယ်ပေါ့နော်အဲဒါကတော့ video class အမှားတွေအတွက်ပါအဲ့တော့ ခုံးလုံးတက်ဆင်ပြန်တာလောက်ထားတဲ့သင်တန်းတွေပဲဖြစ်ပါတယ်အဲတကယ်လို့တော့ zone class တွေဟိုဟို video class တွေရဲ့ဟိုတော့ကုန်ကြစေးတွေအဲ့ဒါတွေအဆင်မပြေဘူးအဲ့လိုမျိုးဆိုရင်လည်းဟိုအားငယ်စရာမလိုဘူးကျွန်တော်ကအမြဲတမ်းတောက်လျှောက် free တင်ပေးနေမှာဖြစ်တယ်အခုလုံးကြည့်လို့ရအောင် YouTube Facebook Twitter ကနေပြီးတော့တနေ့ကိုကျွန်တော်တပိုင်းတပိုင်းလေးစီကျွန်တော်အမြဲတမ်းမလုပ်ပေးနေမှာဆိုတော့သင်ထားပေးနေတယ်ပေါ့နော်ဟို day 1 to 3အခြေခံ series ပြီးသွားလို့ရှိရင်လည်းကျွန်တော်နောက်တစ်ခါဘာကြီးဆက်ပြီးတင်ပေးမှာဆိုရင် speaking series တွေနောက် advanced english series တွေနော်နောက်ပိုင်းတလေနောက်ပိုင်းဆိုလို့ရှိရင်ဒီဟိုပေါ့အတန်းကြီးတွေအတွက်အဆင်ပြေလောက်တဲ့ grammar series တွေပေါ့အဲ့လို series တွေလက်တွေ့အသုံးချလို့ရတဲ့ series တွေကိုဆက်ပြီးတော့ထောက်လျှောက်နေတိုင်းမလုပ်ဆဲဆိုရင်ကျွန်တော်တပိုင်းတပိုင်းစီတော့တင်ပေးသွားမှာဖြစ်တော့ဒီကြောင့်မတက်နိုင်တဲ့လူတွေဘာမှစိတ်ပြအားခဲ့စရာမလိုပါဘူးပုံမှန်လေးဆက်လေ့လာပါ မြန်မြန်ဆန်ဆန်တက်ရှင်တဲ့လူကတော့မလုပ်မလဲဆိုလို့ရှိရင်ဘုရင်ကကျော်လနော်ပြောတယ်လို့ day 1 day 2 day ကိုမြန်မြန်ဆန်ဆန်မလုပ်ထားလဲဆိုလို့ရှိရင်နိုင်နားလေအောင်ကြင်ညာအောင်ပြပီလေးလားလေးလာပြီလို့ရှိရင်မလုပ်ထားမလဲဆိုရင်ဒီရက်တင်းမဲ့ပေါ့နော်ဒီရက်တင်းမဲ့ကျွန်တော်စီကိုဒီ ထက်ထောက် chat box ကပဲဖြစ်ဖြစ်နော် page messenger ကနေပဲဖြစ်ဖြစ်ကျွန်တော်အမည်ရဲပြီးလို့ရှင်အကြိုက်ဆုံးအင်္ဂလိပ်စာကြောင်းတကြောင်းရဲပင်တက်ခဲ့မှုရဲ့အတန်းရဲကိုကျွန်တော်ပို့ထားပြီးစာရင်းပို့ထားပြီးပင်တက်ရမယ့်နေ့နဲ့အချိန်ကိုကျွန်တော်လေးလပိုင်းအစာပိုင်းမှာပဲကျွန်တော်ဒီအကုန်သုံးခုစလုံးကနေပြီးတော့ကျွန်တော်ကျင်နာကျင်နာပေးမယ်ပေါ့နော်အဲ့ကြလို့ရှင်ကျွန်တော် class စပါပြီအဲ့ class မစခင်မှာကျွန်တော် test စစ်မှာဖြစ်ပါတယ် test စစ်ပြီးတော့ they want to the deal ကိုမရခဲ့ဘူးဆိုလို့ရှင်ဟိုတော့ job ပြန်ပြီးတော့လေ့လာပြီးတော့မှ လာပြီးတော့ join စီချင်ပါတယ်နော်အဲ့တော့အဲ့ဒီစာအောက်တက်ကြည့်အောင်ကျွန်တော်တာဝန်ကြီးကြီးလေးနဲ့လုတ်ပေးခဲ့ပြီးကျွန်တော်ကိုကျွန်တော်ယူဆတယ်ပေါ့ဗျာအသေးစားလေးလှစ်လာပါအဲ့ဒါပြီးကျွန်တော်ရက်မထားပါဘူးစိတ်ချပါပုံမှန်လေးလာနေတဲ့ follower များကိုလည်းကျွန်တော်ဆက်ပြီးတော့တင်ထားပေးဦးမှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောကြားချင်ပါတယ်နော်အားလုံးပဲကိုစိတ်နှစ်ဖြာကျမ်းမာချမ်းသာကြပါစေ